အာဟုတ်ပြီနော်ဒီနေ့တင်ပေးမယ့်စာအုပ်လေးကဒီစာအုပ်လေးပေါ့နော်အာဒီစာအုပ်ကိုတင်ပေးရတဲ့ရွယ်ချက်ကဘာလို့လဲဆိုရင်ညီမတို့ငငယ်ဟောဆိုရင်စာအုပ်လေးတုံးပြီးတော့မကုန်းတဲ့စာအုပ်လေးရှိတယ်အဲနှစ်ဆုံးသွားပြီဆိုရင်အင်းအာစာသင်နေ့တစ်နှစ်ကုန်သွားပြီဆိုရင်အဲ့လိုစာအုပ်လေးတွေကိုဟိုအာ slice စုရဲဟိုမတုံးဖြစ်တဲ့စာရွက်တွေကိုဖြဲတယ်ဖြဲပြီးတော့စာအုပ်လေးချုပ်ကြရပေါ့နော်နောက်နေ့ကျလို့ရှိရင်ဒါအာအကျန်းအနေနဲ့ပြန်သုံးကြရပေါ့နော်ဒါငငယ်ဟောဖေးလုပ်ပြီးနေကြပုံစံလေးဆိုတော့အဲ့လိုစာအုပ်လေးချုပ်မယ်ဆိုရင်ဒီချုပ်နေလေးရလဲအတုံးဝင်လိမ့်မယ်ချင်လို့ အာဒါလေးတင်ပြီးဖြစ်တာပေါ့နော် ညီမတော့အိမ်မှာအဲ့လိုကလေးတွေလည်းမရှိတော့လေအာဒီအဲ့လိုစာအုပ်ဟိုဟာမကုံတာလေးမရှိတဲ့ကြောင့်မို့ A4 လေးကိုပဲတဝက်ဝက်ပြီးတော့ဟောဒါချုပ်ပြလိုက်တယ်ပေါ့နော်ချုပ်နည်းရတူတူပဲအဲဒီမှာဘလို့စာအုပ်ပဲလာလာဘလောက်ရှိပဲလာလာကိုဒီဘယ်နှပေါက်ဖောက်ရမလဲဆိုတာဟာလေးပါတင်ပြထားတဲ့ကြောင့်မို့ဘလောက်ဘလောက်ပဲထူတဲ့စာအုပ်လာဘလို့ရှိတဲ့စာအုပ်ပဲလာလာဒီလိုပဲဖောက်မလားဒီလိုအရှိလိုက်ပဲဖောက်မလားဒီလိုအတူလောက်အတူလိုက်ဖောက်မလားဟာဘလို့ပဲဖောက်ဖောက်အာဖောက်နည်းလေးအဓိကတော့ချက်လေးတခုလဲတော့ချက်လေးကိုလည်းပြပြထားတဲ့ကြောင့်မို့အာ စာအုပ်ချုပ်တဲ့နေပေါ့နော်ဒီဖေစာဝဲလာလာချုပ်တဲ့မယ်လို့ထင်ပါတယ်အဲအဲ့တော့အော်ကြည်လိုက်မယ်ပေါ့နော်ဘာကြီးလောက်ရမလဲဆိုတဲ့ဟာလေးအာဟုတ်ပြီတော့ဒီနေ့လုံးမဲ့စာရုပ်လေးပေါ့နော်စာအုပ်လေးကအော်လေးအာဘယ်လိုလုပ်ထားလဲဆိုရင် A4 ပေါ့ A4 ဆိုင်ရွက်ကိုအလေးရနေပြီးတော့ခောက်ချိုးချိုးထားတယ်။အဲခောက်ချိုးချိုးပြီးမှအဲ့အလေးရဟာကိုဟိုအာပိုင်းထားရပေါ့နော်။ပိုင်းလိုက်တယ်။ပိုင်းပြီးတော့ညီညာလေးပိုင်းပြီးတော့မှအာဒီညာလေးကို step ပလာလေးနဲ့တွဲထားရပေါ့နော်။ ဆယ်ပါးလေးနဲ့တွဲထားတယ်တွဲထားတယ်ပြီးလို့ရှင်ခိုင်းအဖုံးသုံးလေးကြာအဖုံးလေးကိုလည်းအဲအပေါ်အောက်ကိုညီအောင်ညှက်ထားညှက်ထားတယ်ပေါ့အာဒီဘက်ရှေးထွက်နေတဲ့ဟာကိုဒီဘက်အထည်ကိုပိုးခောက်ထားတယ်ဟုတ်ပြီနော်ဂျာရရလုံးလုံးပြရင်ကြာလို့နော်တကယ်လွယ်လွယ်လေးမလို့ဒါလေးရမလို့ပြတော့ဟုတ်ပြီနော်လုံးပြရင်ကြာတော့မလို့ပြတော့ဆိုတော့ခုကခုကဒီမှာအာဒါလေးချုပ်ပြမယ်ပေါ့နော် ုဟုတ်ပြီအဲဟုတ်ပြီဒီရိုက်ပုံလေးချုပ်ပြမယ်နော်ဟုတ်ပြီအဲဒီရလေးချုပ်မယ်ဆိုရင်ဘာလို့လဲဆိုရင်ချုပ်ဖို့အတွက်ကြိုးလိုအပ်တယ်အဲပြီးလို့ရှင်အက်လိုအပ်တယ်ပြီးလို့ရှင်ဖောက်တယ်ဖောက်တယ်လိုအပ်တယ်အဲအဲအဲ့ဒါဖောက်မှာပေါ့နော်ဆက်လုပ်လိုက်မယ်ပေါ့ 그시고 you know? အဲဒီနေရာမှာဒီနေရာမှာအပေါက်ကအာဘယ်နှပေါက်တွေရလဲဆိုရင်အဲဒီခြုံနီးမှာအပေါက်ကိုဖောက်လို့ရှိရင်မကန်န်လေးပဲဖောက်မယ်ဘယ်လိုပုံစံမျိုးလေးဆိုရင်အဲဥမာဘယ်နှပေါက်ရှိမလဲ၃ပေါက်ဆိုရင်ဒါမကန်န်ရရလက်ခံလို့ရတယ်ဥပမာနောက်ဟို၅ပေါက်၅ပေါက်ဆိုလည်းလက်ခံလို့ရတယ်၇ပေါက်လက်ခံလို့ရတယ်၉ပေါက်လက်ခံလို့ရပါအဲအဲ့တော့မကန်န်လေးပဲသွားမယ်၃ပေါက်ဖောက်ရဖောက်၅ပေါက်၇ပေါက်၉ပေါက်လို့ဖောက်စုံကန်န်တော့မဖောက်နဲ့ပေါ့နော်ဒီဟာကအာမကန်န်နဲ့သွားမှာဖြစ်တဲ့ကြောင့်စုံကန်န်တော့မရဘူးမကန်န်တဲ့ပုံစံကိုဖောက်ပေါ့ ဗျာဒီဘက်ဒီဘက်ကိုအတိုင်းသားလေးပါအတိုင်းမယ်ဟုတ်ပြီနော်အတိုင်းရည်တိုင်းမယ်အတိုင်းရည်တိုင်းတော့ဆိုညီမရဲ့စာအုပ်ကဘလောက်ရှိလဲဆိုရင်ဒါ6 6 cm ဆို6လက်မရှိတယ်6လက်မရှိဆိုအလေအလေအမှတ်ကဘလောက်ရှိသွားမလဲအလေအမှတ်ကအာ3မှာရောက်သွားမယ်အလေအမှတ်က3မှာရောက်သွားမယ် ဟုတ်ပြီနော်အလဲမက၃မှတ်ရောက်သွားမယ်ပြီးလို့ရှိရင်ဟင်ပြီးလို့ရှိရင်အဲဒီမှာတော့ဒီအလဲမင်းကနေယူထားရနော်အလဲမင်းမှာအလုံးဝချလိုက်တဲ့အချိန်မှာဒါဆိုသူတို့ဒီဒီအကွာဝေးရတယ်ညီပြီးသားဖြစ်သွားပြီနော်အဲ့တော့ဒီမှာအလဲမက်ဖြစ်တဲ့၃ဝင်ယူလိုက်တယ်ပြီးရင်၃ပြီးနောက်မှာ2ကိုယူလိုက်တယ်ပြီးရင်1ကိုယူလိုက်တယ်ဟုတ်ပြီနော်ပြီးရင်၄ကိုယူလိုက်တယ်ပြီးရင်၅ကိုယူလိုက်တယ်ဟုတ်ပြီနော်အဲ့ဒီအတိုင်းကိုအမားကခုအပေါက်ဖောက်မှာ ထပ်ပြီးပေါင်းထားရဲ့ဒီမို့ဘုံငါးပေါင်းရရရညာလို့အကုန်ထောက်လိုက်နော်အာဟုတ်ပြီနော်အဲဆိုရင်ဒီမှာအပေါက်၅ပေါက်ဖောက်ပြီးသွားပြီပေါ့နော်ဖောက်ပြီးသွားပြီဆိုရင်ခုခုဒီကျိုးကိုတိုင်မယ်ကျိုးကိုအနည်းဆုံး၅ဆလောက်တိုင်ဒီဆောက်ရှိရ၅ဆလောက်တောင်းလိုက်၅ဆလောက်တိုင်ရပေါ့နော်ပတိရောမတိုင်နေပေါ့နည်းနည်းပူပူလိုလေးတိုင်လိုက်ပေါ့နည်း3နာဟုတ်ပြီနော်အဲဆိုရင်ခုဒီမှာဝါတာကိုဖြတ်မယ် ုပ်ပြီးတော့ဒါလေးကိုအလေးနဲ့ထိုးမယ်ဟုတ်ပြီ။အလေးနဲ့စားပြီးထိုးမယ်။ဟုတ်ပြီနော်။အော်ဘယ်လိုစားပြီးထိုးမလဲဆိုရင်အလေးပောက်ကနေယူမယ်နော်။အလေးပောက်ထိုးမယ်။ ောက်ပြီးကျိုးကိုဟိုကျိုးကိုနည်းနည်းလောက်ခြံတာခြီးလို့ရတဲ့အနေထားလောက်ကြီးခြံတာပေါ့နော်ခြံတာလောက်ခြံတာဟုတ်ပြီနော်ပြီးရင်ဒီကနေပြီးပဲပြန်ဝင်ပြီးရင်အောက်ကနေပြီးပဲပြန်ဝင်မယ်ဟုတ်ပြီနော်အောက်ကနေပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ ကနေပြန်ဝင်ပြန်ဝင်ပြီးတော့ပြန်ဝင်ပြီးတော့အော်ဒီဘက်ကနေပြီးတော့အော်အော်ထိုးချမယ်ဟုတ်ပြီနော်ဒီကထိုးချလို့ရှိရင်ဘာလုပ်ရမလဲဒီပေါ်ပြန်ပြီးရုပ်ဝင်မယ်ဟုတ်ပြီနော်ပြန်ဝင်မယ်ပြန်ဝင်တော့အော်ဒီကောင်ဒီကျိုးစီပဲသွားရမှာလေဘီဘက်ကိုပဲသွားမှရမှာဟုတ်ပြီနော်ဒီဘက်ကိုပဲသွားမယ် ပြီးတော့ညီမတို့နော်အဲသွားပြီးတော့အဲ့ဟာဒီဒီဟဲကိုပြန်ဝင်မယ်ဒီကိုပြန်ဝင်ပြီးလို့ရှိရင်အခုဘယ်လိုပြန်သွားမှလဲဆိုရင်ခုဒီမှာထောက်ဝင်စရာအပေါင်းမရှိတော့ဘူးလားဒါပေမဲ့ဒီကနေပြီးတော့ဟောဒီလိုဒါတို့ပတ်လိုက်မယ်ပတ်ပြီးတော့ဒီထဲဝယ်ပြန်ဝင်မယ် ဝင်မယ်ပြန်ဝင်ပြီးတော့ဘယ်တော့မှလည်းဒီမှာမပိတ်ရသေးဘူးလေဒီထဲဝင်မယ်နော်ရပြီနော်အပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ခုဖယ်သွားမှလည်းဆိုရင်ဒီထည့်ဥသွားမှာနော်ဒီထည့်ဥသွားမှာတော့ဟိုငါကိုချန်ထားခဲ့တဲ့ဟာလေးပြန်ပါသွားမှာဆိုတော့သူ့ကိုလည်းဆွဲတာဟုတ်ပြီနော်ဆွဲတာ ရပြီခုဒီဘက်ကိုသွားမယ်ခုဒီဘက်ကိုဝင်မယ်နော်ပြီးရင်အဲအောက်ကထွက်လာတဲ့ဟာဆိုရင်ပြေသွားမှလည်းဆိုရင်ဒီထဲကိုပြန်လာမယ်ဟုတ်တယ်နော်အဲ့တော့ဒီအောက်ကထွက်လာပြီမလားဒီအောက်ထွက်လာပြီဒီဘက်ထဲကိုဝင် နောက်ပြီးပူဖဲသွားမှလည်းဆိုရင်ခုဝင်ဒီဘက်မှာဝင်စရာပေါ့မရှိတော့ဘူးမလားဝင်စရာပေါ့မရှိတော့ဆိုဒီမိုးပြောင်းဝင်အစိုးဒီဟာဒီရုပ်ဝင်ရမှာနော်ဒီရုပ်ပြောင်းဝင်မယ်ဒီဘက်ထွက်လာပြီမလားဒီဘက်မှာအာဒီဘက်ဒီဒီမှာထွက်လာပြီနော်ထွက်လာပြီဆိုရင်ဒါလေးဒီဒီထဲကိုဝင် โอเคအဲ့ဒီမှာဒီပိုးထွက်မလာဘူးလားအပိုးထွက်လာပြီဆိုရင်အဲ့ဒီဂျိုးဒီဝင်ရပေါက်မရှိတော့ဘူးထွက်တယ်เนาะအဲ့တော့ဒီခိုင်းလို့ပဲကိုဖိုးဘက်ဆိုတော့လည်းဒီဘက်ကိုဝင်မယ်ဝင်ပြီးတော့ဒီထဲကိုဝင်မယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီထဲကိုပြန်ဝင်မယ်အချိန်ရလို့ရှိရင်ဒီမှာအာဒီဒီတနည်းရဲကျွန်တော်ဟုတ်တယ်မလားအဲ့တော့အဲ့တနည်းရဲကျွန်တော်ဟာကို အဲ့ဒီအရင်ကဟာကိုယူမယ်ယူပြီးတော့ညှက်ချမယ်ညှက်ချပြီးတော့ဒီမှာပြင်လိုက်မယ်ပြုရှင်တင်းတစ်ခုကိုချီမယ် อืมเอาไปเนาะอะมาฉีบีเอาไปเอาละดิมาดาลิโหโหกระจีเนี่ยညှက်มาနော်အကွာတော့နည်းနည်းပြန်ပြီးသွားမှသလိုဒီနေရာလေးကနောက်ဖက်လေးဖြစ်တဲ့ကြောင်မလို့နောက်ဖက်လေးဖြစ်တဲ့ကြောင်မလို့ဒီနေရာလေးကိုအကွာအာအာဒီမီမီချစ်လီနဲ့ညှိလိုက်မယ်ပေါ့နော်ဒါကွာကိုညှိလိုက်တော့မယ်နော်မီချစ်လီနဲ့ ါပဲเนาะဒီမှာနောက်ဖက်ကိုမီးချစ်လေးနဲ့တိုးပြီးသွားပြီမီးချစ်နဲ့တိုးပြီးသွားပြီကြောင်မလို့ဟိုဒါလေးပြီးသွားပြီပေါ့တကယ်တကယ်ဆောက်လေးပြီးသွားပြီအဲဘာလို့ခုရှိလဲဆိုဒီမှာပုံဆွဲမယ်အဲပြီးရင်အစားတက်မယ်ဟုတ်ပြီเนาะအခုညီမပုံလေးဆွဲပြီးသွားပြီပေါ့နော်ပုံလေးဆွဲပြီးသွားပြီဆိုတော့ကြာမလို့ဟိုဒါလေးကပြီးသွားပြီပေါ့နော်အဲဒီစာအုပ်လေးကိုဟိုချုပ်တယ်လိုက်ချုပ်တဲ့အခါမှာဆင်မြဲလို့လည်းထင်ပါတယ်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်